ားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့သွားနေတဲ့နေရာကတော့ ထိုင်းမှာနာမည်ကြီးပြီးတော့တာယာလှပတဲ့ကန်းချီလေးတစ်ခုပေါ့နော်ဒီကန်းချီလေးကိုသွားတာပါဒီကန်းချီမှာကြတော့ရေသူမပုံပေါ့ရေသူမပုံဆိုတာကကျွန်တော်တို့ဒီတခြားဟိုပင်ကန်းချီတွေမှာထားတယ်လေငားတစ်ပိုင်းလူတစ်ပိုင်းပုံမျိုးမဟုတ်ပြောမျက်နှာပုံအချီးတက်ပြီးတော့သူရှိမှာလဝါဖြန့်ထားတယ်ပေါ့အဲ့လဝါပေါ့ပါလူတွေကတက်ပြီးတော့တပုတ်ရိုက်လို့ရတယ်ပေါ့နော်ရေကန်လေးရှိပါအဲ့လိုမျိုးလေးလှုပ်ပေးထားတယ်အာပြီးသွားလို့ရှိရင်တခြားပေါ့နော်ဒီစားတော့ဆိုင်ဒီပုံစံကိုလည်းဒီဇိုင်းတစ်မျိုးလေးလေးလုပ်ထားတယ်ဆိုလိုတာကတော့ဗျာ တစ်ပင်တွေပေါ်မှာနေငှက်တိုက်ပုံစံမျိုးတွေလုပ်ပြီးအထဲမှာထိုင်လို့ရတဲ့ဆိုဖာတွေเนาะစပွဲဝိုင်းလေးနေအဲ့လိုမျိုးတွေလုပ်ပေးထားတော့အမြင်တစ်မျိုးဖြစ်တာပေါ့เนาะအဲအဲ့နေရာကိုကျွန်တော်သွားနေတာဗျအခုသွားနေတာကျတော့ကျွန်တော်ပတရားဘက်ကိုသွားတာပေါ့เนาะသူကပတရားအထီတော့မရောက်ဘူးအဲ့ရဲ့တဝက်လောက်မှာအိုက်ကန်းကြီးရှိတယ်ပေါ့เนาะအိုက်ကန်းကြီးကိုကျွန်တော်တို့သွားနေတာဖြစ်တယ်လမ်းမှာကျတော့ရှုခင်းလေးတွေလှတယ်ဗျဒီလမ်းမှာကျွန်တော်ဖြတ်တန်းသွားတယ်မြို့နေရာလေးတွေတော်တော်လှတယ်ပေါ့เนาะ အခုကျွန်တော်တို့ကဒီကမ်းခြေကိုသွားရင်းနဲ့ပေါ့နော်လမ်းမှာဖြတ်တန်းသွားတဲ့မြို့လေးတွေရှုခင်းလေးတွေတိုက်တာအဆောင်လေးတွေကတော်တော်လှတယ်ဗျဘီနာလေးကအဲ့တော့ကျွန်တော်တို့ဒီကမ်းခြေမရောက်ခင်မှာပေါ့နော်အဲသွားရင်းနဲ့လမ်းမှာတွေ့တဲ့နေရာလေးတွေကိုလည်းကျွန်တော်ကဒီချာလေးကိုကြည့်လို့ကောင်းမဲ့နေရာလေးတွေပေါ့နော်အနာလေးတွေကိုရိုက်ပြသွားတာပေါ့အဲ့တော့ဒီလမ်းတစ်လျှောက်သွားတဲ့ရှုခင်းလေးတွေကိုလည်းကျွန်တော်နဲ့အတူလိုက်ပါပြီးခန်းစားကြည့်ပေးပါအောင်ဗျာနော် ကဲရောက်ပါပြီဗျာကျွန်တော်တို့အခုမြင်နေရတာတော့ဒီကန်းချီရဲ့ဝင်ပေါက်ဖြစ်တယ်ပေါ့နော်ဒီဘက်ညာဘက်မှာကျတော့ကားပက်ကင်ရှိတယ်ဗျအဲ့မှာကျွန်တော်တို့ကားရပ်ပြီးတော့ဒီကိုဆင်းလာမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဝင်ပေါက်ထဲကနေဝင်ရမယ်ပေါ့ ဒီကန်းချေရဲ့ဝင်ချီကြတော့တယောက်ကိုဘယ်နှရာပေးရပါတော့ဒီအဝင်ဝါးလေးမှာကျွန်တော်လက်မှတ်ဖြတ်ရတယ်ဗျလက်မှတ်ဖြတ်ပြီးတော့ဘယ်နှရာပေးပြီးဝင်ရတာပေါ့နော်အဓိကတော့ကျွန်တော်ဒီကန်းချေကိုရောက်ပြီဆိုတော့ဒီရေသူမရဲ့လက်ဖွားပုံမှာတပုတ်ရိုက်ချရဲပေါ့နော်ဟုတ် ဒီဘက်မှာဆိုလို့ရှိရင်လင်းချင်းလေးခံပေါ့ပြီးတော့ပင်လယ်ကမ်းကြီးရဲ့အလှပါကိုကြည့်ပေါ့စားတောက်လို့ရတဲ့ခုံလေးတွေအများကြီးပြခုနကကျွန်တော်ပြောသလိုဟိုဘတ်200ပေးပြီးတော့ပေါ့နော်ဝင်လို့ဝင်ရတယ်ဒါပေမဲ့အဲ့ဘတ်200ကိုကျွန်တော်တို့အစားတောက်တွေနဲ့ပြန်လဲစားလို့ရပါဗျအဲ့လက်မှတ်ကလေအဲ့လိုပုံစံမျိုးပေါ့နော်ဟုတ်တီးတန့်လဲမှာစားလို့ရတယ်ဗျာနော် ခုကျွန်တော်တို့ဒီလေကားလေးရနေအပေါ်တက်မယ်ပေါ့နော်သူကဟိုတစ်ပင်နေပေါ်ပါဗျာငှက်တိုက်ပုံမျိုးတွေလှုပ်ပေးထားတယ်အဲ့ပေါ်ကိုကျွန်တော်သွားပြီးတက်ကြည့်မလို့ပေါ့နော်အခုဒီကနေတက်သွားပြီပေါ့နော်တက်သွားလို့ရှိရင်ဒီနားလေးမှဆိုလို့ရှိရင်ငှက်တိုက်ပုံမျိုးလေးလှုပ်ထားတယ်ဗျာကျွန်တော်ပြရမယ်ဒါအမြင့်ဆုံးပေါ့နော်ဟိုအပြင်အမြင့်ဆုံးနေရာကိုတက်သွားတာအရင်ကတော့မမြင်ပါဘူး ပေါ်မှာတည်လာငတ်တိုင်ငတ်တက်အဲအလိုငတ်တိုင်ပုံလိုလေးလို့တော့အထဲမှာကျတော့ဗျာသူခုံလေးချပေးထားတယ်အဲ့တော့ဒီနေရာတွေကျတော့ဟိုဥရလူစနစ်ပေါ့နော်ဒါပေမဲ့သူဘုတ်ကင်တက်တက်လှုပ်ထားတာရောရှိတယ်ပေါ့နော်ဂျိုးရောတကယ်လို့ဘုတ်ကင်မလှုပ်ထားတဲ့လွတ်နေတဲ့ခုံလေးဆိုထိုင်နေတဲ့ခုံမှာဝင်ထိုင်လို့ရတယ်ဗျာနော်ပြီးတော့ဒီမှာအစားတောက်ပေါ့ထိုင်နေတဲ့လောက်ထိုင်လို့ရတယ်တနေကုန်ထိုင်လည်းရတယ်ဘာမှမဖြစ်ဘူး ဒီအောက်ဘက်မှာကျတော့ရေကန်လေးတွေရှိတယ်ဗျာနော်အဲ့ဘေးမှာလည်းထိုင်လို့ရသေးတယ်ဗျာနော်ရေကန်လေးတွေရေလေးတွေကြီးနေရမယ်ရေချိုးတွေကရေငန်မဟုတ်ကန်တက်တက်လောက်ထားတာထဲမှာလေဟုတ် ီမှာကျွန်တော်မှာစားတဲ့ဟာလေးပြမယ်ဗျကျွန်တော်ကဒီအေးတစ်ခွက်နဲ့ဒီစားနဲ့ပေါ့နော်ပြီးတော့ကော်ပြန့်ချော်လေးတွေဒါလေးတွေမှာစားတာဗျဘီယာလည်းရတယ်ဗျဘီယာတောက်ရှင်တဲ့ဘီယာမှာတောက်လို့ရတယ်ပေါ့နော်ဘီယာလည်းရတယ် ဒီကန်းချေလေးကညဘက်ကျတော့ပိုလှတာဗျညရှုခင်းလေးရလေအဲ့တော့ကျွန်တော်တို့ညရဲ့ရှုခင်းလေးတွေကိုခန်းစားခြင်းလို့ဒါကြည့်ရှုခန်းစားခြင်းလို့ဆိုပြီးတော့ကျွန်တော်ညဘက်ရောက်တဲ့အထိထိုင်နေတာတဖြည်းဖြည်းနဲ့တော့မိုးချုပ်လာပြီဗျအဲ့တော့တော့မီးလေးတွေစထုံပြီပေါ့နော်ထုံတဲ့အခါကျတော့ကန်းချေလေးရဒီပုံစံလေးကပိုပြီးတော့လှသွားတာဗျာနော်နေပိုင်းရှုခင်းနဲ့ညပိုင်းရှုခင်းနဲ့ကြာမတူဘူးပေါ့နော်အခုကျွန်တော်ညရှုခင်းလေးတွေကိုဆက်ပြီးတော့အားလုံးပဲကျွန်တော်နဲ့အတူခန်းစားလို့ရအောင်ကျွန်တော်ဒီဘက်လေးတွေကအကုန်လှည့်ပတ်ပြီးရိုက်ပေးထားမှာပေါ့နော်အဲ့ဒါလေးတွေတစ်ချက်လောက်ကြည့်ကြည့် ြီးတော့အလှပလေးခံစားကြည့်ပါဦးခင်ဗျာနော် ခုကျွန်တော်တို့ကကန့်ချီတဲ့အာနေပြန်ထွက်လာပြီပေါ့နော်ညလည်းမိုးချုပ်သွားပြီဗျအဲ့တော့နောက်ရက်ဒီမှာတော့တခြားလှပတဲ့နေရာလေးတွေကိုဆက်သွားအောင်ပါပေါ့နော်အဲ့တော့နောက်ရက်ဒီမှာလည်းကျွန်တော်နဲ့အတူအလှပလေးတွေထပ်ပြီးတော့ခံစားကြည့်ပေးပါဦးခင်ဗျာနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ